ကွယ်လွန်ခဲ့တဲ့ပုံရဟန်းမင်းကြီးဖရန်စစ်ရဲ့နေရာမှာဆက်ခံရမယ့်သူစီးရင်မှာမြန်မာနိုင်ငံကကာဒီနယ်ချားစ်မောင်ဘိုပါဝင်တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုံရဟန်းမင်းကြီးဟာဧပြီ20ရက်ကစိန့်ပီတာရဲ့ ဘာစီလီကာမှာရှိတဲ့လာတာဆောင်မှာဝိပုသူတွေကိုနှုတ်ဆက်ခဲ့ပြီးတဲ့နောက်တရက်အကြာဧပြီ21ရက်မှာကွယ်လွန်ခဲ့တာပါပုံရံမင်းကြီးဖရန်စီရဲ့နေရာမှာဆက်ခံဖို့ဖြစ်နိုင်သူ15ဦးရှိပြီးအဲ့ဒီထဲမှာအသက်86နှစ်အရွယ်ကာတီနယ်ချားစ်မောင်ဘိုလည်းပါဝင်လာတာဖြစ်ပါတယ်ပုံရံမင်းကြီးနေရာဆက်ခံဖို့အာရှဒေတာကကာတီနယ်ချားစ်မောင်ဘိုအပြင်ဖိလစ်ပိုင်နိုင်ငံက2ဦးဥရောပဒေတာမှာအီတလီက4ဦးဆွီဒင်မော်တာပြင်သစ်လူဇင်ဘတ်နဲ့ဘူဒါပက်စ်က2ဦးစီ အာဖရိကဒေသကဂါနာနဲ့ကွန်ဂိုကတအူးစီအမေရိကဒေသမှာအမေရိကန်က2ဦးလို့ဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်။ အသက်86နှစ်အရွယ်ဂါဒီနယ်ချားစ်မောင်မိုဟာ2015ခုနှစ်မှာမြန်မာနိုင်ငံရဲ့ပထမဆုံးဂါဒီနယ်အဖြစ်ပုံရဟန်းမင်းကြီးဖရန်စစ်ကသတ်မှတ်ခဲ့ပါတယ်။ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအကြမ်းမဖက်နီလန်နဲ့တွဲဆုံဆွေးနွေးဖို့ဂါဒီနယ်ချားစ်မောင်မိုကတောင်းဆိုခဲ့တယ်လို့သတင်းမှဆက်လက်ဖော်ပြထားပါတယ်။ဂါဒီနယ်ချားစ်မောင်မိုက1948ခုနှစ်အောက်တိုဘာ29ရက်မှာရွှေဘိုခရိုင်ခင်ဦးမြို့နယ်မုံလရွာမှာမွေးဖွားခဲ့ပြီးမိဘတွေဟာဦးကျော်နဲ့ဒေါ်အေးတင်တို့ဖြစ်ပါတယ်။ မူလရန်ပညာကိုမုံလှရွာမူလရန်ကျောင်းမှာပညာသင်ကြားခဲ့ပြီး1962ခုနှစ်ကနေ1956ခုနှစ်အထိအနီးစပ်ခန်းမှာရှိတဲ့ Nazareth Lation ယဟန်ပြစ်သင်တန်းကျောင်းမှာဆက်လက်ပညာသင်ကြားခဲ့ပါတယ်။1986ခုနှစ်ဧပြီ9ရက်နေ့မှာလာရှုမြို့မှာယဟန်သိက္ခာခံယူခဲ့ပါတယ်။ 1986ခုနှစ်မှာလာရှိုးသာသနာနယ်ရဲ့သာသနာဦးစီးမှုအဖြစ်ခန့်အပ်ခံခဲ့ရပြီး1990ပြည့်နှစ်မှာလာရှိုးဂိုင်းအုပ် Bishop of La Sho အဖြစ်ဂုဏ်ပြုသိက္ခာတင်ခြင်းခံခဲ့ရပါတယ်1996ခုနှစ်မှာပသိမ်သာသနာနယ်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး၂000ခုနှစ်မလ18ရက်မှာပုံရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ဘောက၎င်းကိုဘာသာရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်ရေးပုံရဟန်းမင်းကြီးရဲ့ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ 2003ခုနှစ်မေ24ရက်မှာပုံရံမင်းကြီးဒုတိယမြောက်ဂျွန်ဘောက၎င်းကိုရန်ကုန်မြို့ရဲ့ခိုင်းကျုပ်သာသနာရှင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။2009ခုနှစ်ဇန်နဝါရီ18ရက်မှာတော့ပုံရံမင်းကြီးဘန်နီဒစ်16က၎င်းကိုယဉ်ကျေးမှုဆိုင်ရာပုံရံမင်းကြီးဤကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။